မင်္ဂလာပါဒီ match လ29ရက်နေ့မှာကြာရောက်မယ်ဒီလာကွန်နေပေါ့နော် new moon မှာဆိုရင်ဒီနေ့ကြက်ချင်း solar eclipse ဖြစ်မှာဖြစ်ပါတယ်ဆိုတော့ဒီတစ်ခါ solar eclipse ကဒီ aries ရာသီကွန်နေမှာဖြစ်မယ်ပေါ့နော်နောက်ဆုံး eclipse လည်းဖြစ်ပါတယ်ဆိုတော့ဒီ2023ကနေစပြီးတော့ဒီ aries libra မှာဖြစ်ခဲ့တဲ့ဒီ eclipse တွေက2025မှာပေါ့နော်နောက်ဆုံးအချိန်ဖြစ်ဒီ aries ထဲမှာကြာရောက်မှာဖြစ်ပါတယ်ဆိုတော့ဒီ solar eclipse ကဒီ new moon အကြီးစားလို့ပြောလို့ရတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီအသစ်စတင်ခြင်းတွေကိုဒီ planning လုပ်တဲ့အချိန်မျိုးဖြစ်တယ်ဒါပေမဲ့ဒီတစ်ခါ solar eclipse ကအရင်ပြီး ီးခဲ့တဲ့ပေါ့နော်၁၈လအတွင်းမှာကိုရရှိခဲ့တဲ့အတွေ့အကြုံတွေဒီတင်ယူခဲ့တာတွေပေါ့အခြေခံပြီးတော့ဒီလမ်းကြောင်းအစ်စ်တွေကိုစတင်ရမှာဖြစ်ပါတယ်။ ီ solar eclipse ဖြစ်မဲ့အချိန်မှာဒီနေနေလာနေပေါ့နော်အတူတူကျရောက်တဲ့အာ degree ကဒီ9 degree ပေါ့နော်အာ aries ထဲမှာဒီ9 degree မှာကျရောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ aries libra အာ cancer capricorn ပေါ့နော်စရရာဒီကွင်းတွေကဒီ eclipse energy ကိုအများဆုံးခံစားရတတ်ပါတယ်အထူးသဖြင့်ဒီကိုယ့်ရဲ့ birth chart မှာခုနပြောခဲ့ရာဒီကွင်းတွေမှာပေါ့နော်ဒီ personal planets တွေလို့ခေါ်တဲ့နေတို့လတို့ပေါ့နော် mercury venus mars အဲ့လိုမျိုးဂျိုတွေကဒီ9 degree ပတ်ချလဲမှာရှိနေမယ်ဆိုရင်တော့ပို့ပြီးတော့တရားမှုရှိတတ်ပါတယ်ဆို ဒီ eclipse အချိန်ကဒီ energy များတဲ့အချိန်မျိုးဖြစ်ပြီးတော့ဒီပြင်းထန်တဲ့ energy တက်ရောက်တတ်တာမျိုးဖြစ်ပါတယ်ဒီ solar eclipse ကဒီ aries ရာသီကွင်းထဲမှာဒီ9 degree မှာကျရောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ aries ရဲ့အပထမဆုံးပေါ့နော်ဒီ10 degree အစိပ်ပိုင်းထဲမှာကျရောက်မှာဖြစ်ပါတယ်ဆိုတော့ဒီ astrology မှာဆိုရင်ဒီ zodiac sign ပေါ့နော်ဒီရာသီကွင်းတစ်ခုကိုဒီ30 degree စီအာတတ်မှတ်ထားပြီးတော့ဒီ10 degree စီပေါ့နော်ဒီပိုင်းထားတဲ့အစိပ်ပိုင်းတွေကိုဒီ decans တို့မဟုတ် phases လို့ခေါ်ပါတယ်ဆိုတော့ဒီ solar eclipse ကဒီ aries ရဲ့ဒီပထမ မဆုံးပေါ့နော်ဒီ10 degree စိတ်ပိုင်းနဲ့မှာကြာရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ first decan of aries လို့သတ်မှတ်ထားတဲ့နေရာမှာဖြစ်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီ aries ရဲ့ဒီပထမဆုံးဒီ10 degree အစိတ်ပိုင်းအဒီ aries 1 decan ကဘယ်လိုမျိုး energy မျိုးရှိလဲဆိုတာကိုလေ့လာကြည့်ရအောင်ပါ ဒီ Deccan အပိုင်းတစ်ခုစီမှာလည်းဒီရာဒီကွင်းလေးလိုပဲသူတို့ဆူမိုထားတဲ့ဂျူရီရှိပါတယ်။ဆိုတော့ဒီ Aries 1 Deccan မှာတော့ဒီသူ့ကိုဆူမိုထားတဲ့ဂျူကဒီ Mars ဂျူပဲဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။ဒီ Aries ရဲ့ပထမဆုံးဒီ Tan degree အစိပ်ပိုင်းကဒီ Mars ရဲ့ energy အများဆုံးတက်ရောက်နေတာဖြစ်ပါတယ်။ဆိုတော့ဒီ Deccan လေးကိုအိမ်မက်ဖော်တဲ့နေရာမှာဒီရုပ်ပုံအနေနဲ့အာသူတို့ဆူမိုတဲ့ဂျူရီပေါ်မူတည်ပြီးတော့လေ့လာကြတာဖြစ်ပါတယ်။ဆိုတော့ဒီ Aries 1 Deccan ကိုဒီရှေးခေတ်ကပေါ့နော်ဒီခံမရပညာတွေ ပညာရည်တွေကိုလိုက်စားခဲ့တဲ့ဆရာကြီးတွေကဒီလူတယောက်ပေါ့နော်ဒီမျက်တောင်းနေတဲ့လူတယောက်ကဒီပစိန်တလက်ကိုကင်ထားတဲ့ပုံနဲ့ပုံဖော်ကြပါတယ်။နောက်ပြီးတော့ဒီတက်ကန်စီနဲ့ပတ်သက်ပြီးတော့ဒီလေးလာပြီးတော့စာအုပ်ထုတ်ခဲ့တဲ့အာဒီ astrologer ပေါ့နော်ဒီ Austin Cobbett ကလည်းဒီ Aries 1တက်ကန်ကိုဒီပစိန်ပေါ့နော်ဒီ Arcs လို့နာမည်ပေးထားပါတယ်။ဆိုတော့ဒီလူတိုင်းသိကြတဲ့အတိုင်းပဲဒီပစိန်ကိုဒီတိုက်ခိုက်တဲ့နေရာမှာပေါ့နော်ဒီလက်နက်အဖြစ်အသုံးချတာမျိုးမျိုးရှိတယ်။အဲတချို့တွေကကြတော့အရာဝတ္ထုတစ်ခုကိုပေါ့နော်တစ်ခုကနေနှစ်ခုဖြစ်အောင် အခွဲနေရာမျိုးမှာလည်းတုံးကြသလိုအမလိုအပ်တဲ့နေရာတွေအဒီမလိုအပ်တဲ့ပစ္စည်းတွေပေါ့နော်ဒီဖြတ်ထုတ်ရှင်းလင်းတာမျိုးမှာလည်းတုံးကြပါတယ်အဲဒါကြောင့်မလို့ဒီပစိန်ကိုအတိုက်ခိုက်ဖို့အတွက်အသုံးပြုကြရသလိုဒီတိဆောက်ဖို့အတွက်လည်းအသုံးပြုကြပါတယ်ဒီ zodiac sign တွေရဲ့ဒီ dragon အစိပ်ပိုင်းတွေကိုဒီ tarot မှာဆိုရင်ဒီ minor card တွေနဲ့ကိုးစားပြုပါတယ်ဆိုတော့ဒီ aries 1 dragon ကဒီ two of wands ကနေကိုးစားပြုရယ်ပေါ့နော်ဆိုတော့ဒီ rider waite deck မှာဆိုရင်တော့ဒီ two of wands ကလူတစ်ယောက်ကပေါ့နော်ဒီကဘာလုံးပုံကိုဂိုင်းထားတာမြင်ရမှာဖြစ်ပါတယ်ဆို ော့ဒီ astrology နဲ့တွဲဆက်ပြီးပြောရမယ်ဆိုရင်ဒီ Mars တို့ဆိုမှုရဲ့ကပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပုံနဲ့ရလူကလက်ထဲမှာပေါ့နော်ဒီကဘာလုံးပုံကိုင်ထားတာကိုကြည့်ခြင်းအပြင်ဒီတိုက်ပွဲတွေကိုပေါ့နော်အနိုင်ရလာပြီးတော့ဒီသူအနိုင်ရခဲ့တဲ့နေရာတွေကိုပေါ့နော်အာဒီထိန်းချုပ်ထားနိုင်ပြီဆိုတဲ့သဘောမျိုးတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီ astrology ဘက်ကနေပြီးတော့ဒီ tarot ကမှာရှိတဲ့ပုံကိုကြည့်ပြီးတော့ပေါ့နော်ဒီဓာတ်ကံရဲ့အထိပ္ပယ်ကိုလေ့လာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ဒီ Aries 1ဓာတ်ကံရဲ့ energy ကဒီတိုက်ပွဲဝင်ခြင်းခုခံခြင်းရှင်ပြိုင်ခြင်းပေါ့နော်စိုးမိုးချုပ်ကင်ခြင်းတိဆောက်ခြင်းဆိုတော့အဲ့လို ွင် energy မျိုးရှိပါတယ်ဆိုတော့ Aries ကဒီ zodiac ဝင်မှာဆိုရင်ဒီပထမဆုံးရာသီဝင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ Aries 1တက်ကန်ရဲ့ energy ကဒီတည်ငြိမ်တဲ့ energy အနေထားမရောက်သေးပဲနဲ့ပေါ့နော်ဒီ raw energy အစ်စင်မှာပဲရှိပါသေးတယ်အဲဒါကြောင့်မလို့ဒီ energy ကိုလိုရာထက်ပိုသုံးပြီးတော့ပေါ့နော်ဒီထိမ့်သိမ့်သိမ့်သိမ့်မလုံးနိုင်ဘူးဆိုရင်အဒီနောက်ဆက်တွဲအကျိုးဆက်တွေကိုပေါ့နော်သတိမထားမိပဲနဲ့နောက်ဖြစ်လာမဲ့အကျိုးဆက်တွေကိုလည်းပေါ့နော်ဒီအလျင်မြန်ခန်းစားရတတ်ပါတယ် ဒီ Aries 1တက်ကံမှာကြာရောက်မယ်ဒီ Solar Eclipse ကကိုဘဝအလုတ်ပေါ့နော်နောက်တိုးတက်မှုလမ်းကြောင်းနေမှာဒီအသစ်တစ်ခုကိုအာဒီစုံတီထွင်မှုလမ်းသစ်ဖောက်ဖို့အတွက်ပေါ့နော်တွန်းအားပေးနိုင်ပါတယ်ဒါပေမဲ့ဒီ Solar Eclipse ကိုဆိုမှုရဲ့ဒီ Mars ရဲ့အနေထားကတော့အာဒီမစင်မချင်မလုတ်ဖို့ပေါ့နော်နောက်ပြီးတော့ဒီကိုလိုချင်တာကိုတိုက်ယူဖို့ထားဒီကိုချစ်တဲ့သူတွေကိုကာကွယ်ဖို့နောက်ပြီးကိုခန်းစားချက်တွေကိုပေါ့အတိမတ်ပြုဖို့တွေကိုဖော်ပြနေပါတယ်အဲအကြောင်းလို့ဒီကိုအတွက်လမ်းသစ်ဖောက်ဖို့ပေါ့နော်ဒီအစီအစဉ်တွေဆွဲဖြစ်တဲ့အခါမှာဒီအောင်မြင်မှုရဖို့ကိုကဆွဲရှိရှိနဲ့လုပ်နိုင် ားလားနောက်ဘယ်အခက်ခဲမဆိုပေါ့နော်တောင်းခံပြီးတော့ကြော်လွားနိုင်မလားနောက်ပြီးတခြားသူတွေအတွက်စဉ်းစားပေးနေရတာကဒီကိုယ့်ရဲ့အောင်မြင်မှုတွေကိုအဟန့်တာဖြစ်နေသလားနောက်ပြီးတော့ဒီကိုလုံးနေကြပုံစံနေ ဒီခံယူချက်တွေကအောင်မြင်မှုအတွက်ပေါ့နော်အနှောင့်အယှက်ရှိနေမှာလားအဲ့လိုမျိုးမိကုံမျိုးတွေကိုကိုယ့်ကိုအရင်မေးရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီအချိန်မှာဒီကိုယ့်အတွက်အသစ်တွေကိုစတင်ဖို့ပေါ့ဒီစွန့်စားဖို့အတွက် motivation တွေရနိုင်ပြီးတော့ဒီရေရှည်ကိုတေချာမစင်းစားဖြစ်ပင်နေရွေးချယ်မိနိုင်ပါတယ်။ဆိုခုနပြောခဲ့တဲ့လိုမျိုးပဲဒီ Aries 1 Dragon ကဒီ raw energy ရဲ့အစ်စ်မှာပဲရှိရတဲ့အတွက်ကြောင့်မလို့ဒီအာလိုရာထက်ပိုပြီးပေါ့နော်ဒီ energy ကိုထိန်းထိန်းသိမ်းသိမ်းမလုံနိုင်ဘူးဆိုရင်ဒီနောက်ဆက်တွဲအကျိုးဆက်တွေကိုတတိမထားမိပဲဖြစ်တဲ့တယ်။အဲ့ဒီအခါမှာဒီကိုရွေးချယ်တဲ့လမ်းကြောင်းတွေကိုပေါ့နော်ဒီအဆုံးထိ မတော်နိုင်တဲ့အခါမျိုးမှာကိုယ့်ရဲ့အချိန်နဲ့ energy တွေကဒီအလားအသက်ဖြစ်သွားနိုင်ပါတယ်ဆိုတော့ဒီ solar eclipse ကကိုယ့်အတွက်ပေါ့နော်အမှန်တကယ်အရေးပါတဲ့အရာတွေနဲ့ဒီပြန်ပြီးတော့ချိတ်ဆက်ဖို့အတွက်အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်ဆိုတော့ဒီ solar eclipse ဖြစ်မဲ့ဒီ Aries 1 Dragon က အာကိုယ်ရဲရင်ပို့ပေါ့နော်တတိရှိရှိနဲ့လှုပ်ဆောင်ဖို့အာပိနေမိမယ်ဒီမာယူရဲဆန်တဲ့တတိမျိုးမဟုတ်ပါဘူးအာကိုဘွားလန်ချောင်းကိုဥဆောင်ထိန်ချုပ်ပြောပေါ့နော်ရွေကျဲရှိရှိနဲ့စွန့်စားဖို့ဖြစ်ပါတယ်အဲဒါဆိုရင်ဒီ solar eclipse ကဒီရာသီကိုနေအလိုက်ပေါ့နော်ဘယ်နေရာတွေမှာအပြောင်းအလဲတွေဖြစ်ပြီးရောဒီပုံစံအသစ်တွေစတင်ဖို့ပေါ့နော်တွန်းအားပေးမလဲဆိုတာကိုဆက်ပြီးရောပြပြပြပါမယ် Aries or Aries rising Aries တွေအတွက်ကတော့ဒီ eclipse ဟာကိုယ့်ရဲ့ဒီ personal image life goals တွေပြီးဘဝတိုးတက်မှုတွေနဲ့ပတ်သက်ပြီးတော့အပြောင်းအလဲဖြစ်စေဖို့တွန်းအားပေးမှာဖြစ်ပါတယ်။ကိုယ့်ရဲ့အရင်ပုံစံတွေလမ်းကြောင်းတွေပြီးဆုံးသွားပြီးတော့လမ်းကြောင်းအသစ်တွေစတင်တာမျိုးတွေရှိနိုင်ပါတယ်။ဒီအချိန်မှာကိုယ့်ပေါ်တခြားသူတွေရဲ့တရားမှုတွေကနေပြီးရုံထွက်ချင်တဲ့စိတ်မျိုးတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ဒီကိုယ့်ရဲ့လွတ်လပ်မှုကိုရယူနိုင်ဖို့အတွက်ပေါ့နော်လက်ရှိဒီ relationship ပုံစံတွေကိုလည်းပြောင်းလဲဖို့အာရုံစိုက်ဖြစ်နိုင်ပါတယ်။ eclipse energy ကပြင်းထန်တဲ့တရားမှုမျိုးရှိတတ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်အတွက်လမ်းကြောင်းအသစ်တစ်ခုစတင်မယ်ဆိုရင်တော့မှစိတ်လိုက်မှန်ပါလောက်ဆောင်တာမျိုး သတိထားသင့်ပါတယ်။ Aries တွေအတွက်ကိုယ်မှာရှိနေတဲ့အတွေ့အကြုံတွေအတိတ်ကသင်ခန်းစာတွေအခြေခံပြီးတော့အပြောင်းအလဲတွေလှုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒီ Solar Eclipse မှာစတင်မဲ့အရာတွေပြောင်းလဲမှုတွေကအနည်းဆုံး6လလောက်နေမှာအဖြစ်ရလက်ကိုမြင်တွေ့ရတတ်ပါတယ်။ Taurus or Taurus Rising ဆို Taurus တွေအတွက်ကတော့ဒီ Eclipse ကအပြင်းပိုင်းပြောင်းလဲတွေထက်ကိုယ့်ရဲ့အတွင်းစိတ်ပြောင်းလဲဖို့အတွက်လိုအပ်တဲ့သုံးသပ်မှုတွေပြုလုပ်ဖို့အချိန်ဖြစ်ပါတယ်။ကိုယ့်ရဲ့အတွင်းစိတ်ထားမှုမသိစိတ်မှာရှိနေတဲ့အရာတွေခံစားချက်တွေဒီ spiritual ဘာယုံကြည်မှုတွေပေါ့နော်စတဲ့ပုံမှန်တတိမထားဖြစ်တဲ့နေရာတွေမှာ trauma မာတွေမကျေလည်တာတွေရှိနေသေးရဆိုရင်ကိုစားဖို့တွန်းအားပေးမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ကိုအတင်းကျပ်ဖုံးကွယ်ထားတဲ့ဒီစိတ်ဓာတ်ရဟောင်းတွေပြန်ပေါ်လာတဲ့အခါမှာစိတ်လုတ်ကိုလိုပြန်တုံ့ပြန်တာမျိုးမလုပ်သင့်မဲနဲ့အပိသက်ဆွန့်လွတ်နိုင်မှုလုံးဆောင်ရတော့မှာဖြစ်ပါတယ်။ဒီအချိန်မှာကိုရဲ့အကျင့်ဟောင်းတွေဒီအစင်မပြေဆက်ဆံရေးတွေနောက်ဒီ limit လောက်ထားတဲ့ယုံကြည်မှုတွေကိုခြာရေးတာပဲဖြစ်ဖြစ်တရားရောက်နေပေါ့နော်ဖွင့်ဟတိုင်မင်တာမျိုးဖြစ်ဖြစ်ပြုလုပ်ပြီးတော့ပြောင်းလဲဖို့အတွက်စီစဉ်သင့်ပါတယ်။ဒီစိတ်တည်ငြိမ်မှုရရှိဖို့တည်တဲ့အချိန်ပေးပြီးတော့ဒီ mindfulness လေ့ကျင့်ခန်းတွေလည်းလုပ်ဆောင်တင်ပါတယ်။ ဒီစိတ်တည်ငြိမ်တဲ့အခါမှာကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုနားထောင်ပြီးတော့မကောင်းတဲ့အတွေ့အကြုံခံစားချက်တွေဖြစ်လာပြီဆိုရင်အာရုံပြောင်းနိုင်မှုစူးစမ်းတင်တယ်။ကိုယ့်ကိုအတင်း push လောက်တာမျိုးရှောင်တင်ပြီးတော့ဖြည်းဖြည်းချင်းပြောင်းလဲဖို့စူးစမ်းမှာဖြစ်ပါတယ်။ Gemini or Gemini Rising ဆိုတော့ Gemini နေအတွက်ကတော့ဒီ Eclipse မှာကိုယ့်ရဲ့ဒီလက်ရှိ community ဒီမိတ်ဆွေအတိုင်းဝိုင်းနေကြအောင်ဒီမထင်မတဲ့အခွင့်အလမ်းအသစ်တွေနောက်အဆက်အသွယ်အသစ်တွေရတတ်ပြီးတော့ကိုယ့်ရဲ့ရေရှည်အိမ်မက်တွေလမ်းကြောင်းပြောင်းလဲရမျိုးကြီးကြုံရတတ်ပါတယ်။ကိုယ့်ရဲ့မိတ်ဆွေအတိုင်းဝိုင်းအသစ်တွေနဲ့ချိတ်ဆက်မိရမျိုးဖြစ်နိုင်ပြီးတော့ဒီလက်ရှိမိတ်ဆွေဟောင်းတွေမှာလည်းဆက်ဆံရေးအပြောင်းလဲဖြစ်တာမျိုးကြီးရှိတတ်ပါတယ်။ ကို့အတွက်ဒီ negative mindset တွေဖြစ်စေရမိတ်ဆွေမျိုးတွေဆိုရင်တော့လမ်းခွက်လိုက်တာမမှားပါဘူးဒီ eclipse မှာကိုပါဝင်နေတဲ့အဖွဲ့အစည်းတွေဒီ social group တွေမှာပေါ့နော်သူတို့ရဲ့လှုပ်ရှားမှုတွေစောင့်ကြည့်ခြင်းအပြင်ဒီလမ်းကြောင်းအသစ်တွေပြောင်းလဲဖို့ idea တွေရတတ်ပါတယ်တခုသတိထားသင့်တာကတော့ဒီအချိန်မှာဒီငွေကြေးကိစ္စတွေပါလာပြီဆိုရင်တော့တေချာစဉ်းစားပြီးမှဆုံးဖြတ်ချက်ချသင့်ပါတယ် Eclipse Energy ကဒီပြင်းထန်တဲ့တရားမှုတွေရှိတတ်တဲ့အတွက်ကြောင့်မို့လို့စိတ်လှုပ်ရှားမှုလွန်ကဲပြီးတော့အမှန်ဝင်မြင်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။ Gemini နဲ့အတွက်ဒီ Solar Eclipse ကကိုယ့်ရဲ့ဒီ Social Cycle ကိုအပြောင်းအလဲလုပ်လုပ်ဖြစ်စေဖို့အတွက်အဓိကတရားမှုရှိနိုင်မှာဖြစ်ပါတယ်။ Cancer or Cancerizing So cancer တွေကတော့ဒီ eclipse ကကိုယ့်ရဲ့လက်ရှိဖြစ်တည်မှုအနေထားအလောက်ကင်လန်းကြောင်းတွေမှာအပြောင်းအလဲတွေဖြစ်စေဖို့အတွက်တွန်းအားပေးနိုင်ပါတယ်။တချို့တွေမှာဒီလူတွေကိုယ်ပေါ်မြင်နေတဲ့အနေထားပြောင်းလဲနိုင်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့စူးစမ်းမှုတွေကဒီကာလမှာပိုပြီးတော့ထင်ထင်ရှားရှားပေါ်လွင်တတ်ပါတယ်။ ကိုယ့်ရဲ့အလောကန်လမ်းကြောင်းတွေမှာပို့ပြီးလွတ်လပ်တဲ့ပုံစံမျိုးနဲ့ရက်တီဖို့ပြောင်းလဲဖြစ်နိုင်တယ်လို့တချို့ကလည်းဒီခေါင်းဆောင်မှုနေရာပိုင်းကိုရောက်ရှိလာနိုင်တဲ့အခြေအနေတွေဖြစ်တတ်ပါတယ်။ Eclipse Energy ကပြင်းထန်တဲ့တက်ရောက်မှုမျိုးရှိတတ်တဲ့အတွက်ကြောင့်မို့လို့ဒီကိုယ့်ရဲ့ဒီ professional image ကိုပြောင်းလဲမှုတွေလုပ်ဖို့ motivation တွေဖြစ်တတ်ပေမယ့်ကိုယ့်ရဲ့ self identity နဲ့လည်း align ဖြစ်ဖို့လိုအပ်ပါတယ်။ကိုဖြစ်ချင်တာတွေကိုဒီဦးစားပေးမိတဲ့အတွက်ကြောင့်မို့လို့လုပ်ငန်းခွင်မှာအများနဲ့ conflict ဖြစ်နိုင်တာမျိုးတွေကိုတော့သတိထားမှာဖြစ်ပါတယ်။ ကင်ဆာရတို့ကဒီကိုယ့်ရဲ့ရေရှည်ပန်းနိုင်နေကဝေဝါနေမယ်ဆိုရင်တော့မှဒီ solar eclipse ကပိုပြီးရှင်းလင်းတဲ့လမ်းကြောင်းတွေဒါမှမဟုတ်မထင်မတဲ့အပြောင်းအလဲဖြစ်စေပြီးတော့ကိုယ့်အတွက်ဒီ career လမ်းကြောင်းအသစ်တစ်ခုပေါ်ကိုလည်းရောက်ရှိသွားတတ်ပါတယ်။ Leo or Leo rising ဆိုလီယိုရဲ့အတွက်ကတော့ဒီ eclipse မှာကိုလက်ရှိလက်ခံယုံကြည်ထားတဲ့အတွေ့အမြင်တွေယုံကြည်မှုတွေနဲ့ဒီအနာဂတ်အစီအစဉ်တွေမှာအမြင်သက်တေရရှိလာစေမယ့်အခြေအနေတွေရှိလာတတ်ပါတယ်။ကို့အတွက်ပညာရေးခရီးသွားခြင်းဘာသာရေးပေါ့နော်စတဲ့နေရာမျိုးတွေမှာအခွင့်အလမ်းသက်တေရှိလာနိုင်ပြီးတော့လေးလာသင်ယူမှုအသစ်တွေနဲ့ကိုယ့်ကိုယ်ကိုရှာဖွေတွေးရှိလာမယ့်အပြောင်းလဲမှုမျိုးတွေကြုံရတတ်ပါတယ်။ဒီအချိန်မှာကို့အတွက်စွန့်စားပေးလို့ရမယ့်အရာမျိုးတွေဒီလမ်းကြောင်းပုံစံအသစ်တွေကိုပြောင်းလဲလုပ်ကင်မှု motivation တွေဖြစ်တတ်ပါတယ်။တချို့တွေကမရောက်ဘူးတဲ့နေရာတွေကိုသွားပြီးတော့ပတ်ဝန်းကျင်အသစ်တွေ ီအမြင်အသစ်တွေကိုရှာဖွေလေ့လာဖို့ဖြစ်တတ်သလိုတချို့တွေကတော့ဒီပညာရဲ့အသစ်တွေကိုလေ့လာပြီးတော့ကိုယ့်ရဲ့အတွေးအမြင်တွေကိုချဲ့ထွင်ဖို့လုံဆောင်ဖြစ်နိုင်ပါတယ်။ Eclipse Energy ကပြင်းထန်တဲ့တက်ရောက်မှုမျိုးရှိတတ်တဲ့အတွက်ကြောင့်မို့လို့အပြောင်းအလဲလိုပို့စူးစမ်းတဲ့အခါမှာစိတ်မရှိဖြစ်တတ်ပြီးတော့တေချာမစင်စားမနဲ့လုံမီတက်တာအောင်တော့တတိထားမှာဖြစ်ပါတယ်။ Leo တွေအတွက်ဒီ Solar Eclipse ကဘဝပေါ်မြင်နေကြအမြင်တွေပြောင်းလဲပြီးတော့သတ်မှတ်ထားတဲ့စီးပောင်းတွေယုံကြည်မှုတွေကိုကြော်ပြီးစူးစမ်းလေ့လာဖို့တွန်းအားပေးနိုင်ပါတယ်။ Virgo of Virgo Rising ဖရဂရီအတွက်ကတော့ဒီ eclipse ကဒီ deep transformation တွေပြုလုပ်ရဖို့တွန်းအားပေးနိုင်တဲ့အတွက်ကြောင့်မလို့စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားဖို့လိုပါတယ်။အဲ့ဒါတွေကကိုယ့်ရဲ့လက်ရှိ relationship တွေဒီစိတ်ခံစားချက်တွေပါဝင်သလိုငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စရတွေလည်းပါဝင်ပါတယ်။ဒီ eclipse မှာကိုယ့်ရဲ့စိတ်ဓာတ်ရာတွေကြောက်ရွံ့မှုတွေကိုအပြည့်အစုံကျော်လွန်နိုင်မှုအတွက်လည်းရင်ဆိုင်ရတာမျိုးရှိတတ်တဲ့အတွက်ကြောင့်မလို့ထပ်မပြေးဘဲနဲ့ healing လုပ်ဖို့ကြိုးစားပါ။ ကိုယ့်ရဲ့လုပ်ငန်း partner နဲ့ဖြစ်စေဒီ relationship partner နဲ့ဖြစ်စေဒီငွေကြေးဆက်တူကိစ္စရတဲ့ရှိနေမယ်ဆိုရင်တော့ဒီလက်ရှိလောက်ကိုင်းတဲ့ပုံစံတွေကိုအပြောင်းလဲလုပ်ရတာမျိုးရှိတတ်ပါတယ်။ဒီလိုမျိုးအပြောင်းလဲတဲ့အကြောင်းဒီကိုယ့်ရဲ့လက်ရှိ relationship တွေမှာပိုပြီးရင်းနှီးတဲ့အနေအထားဖြစ်သွားနိုင်တယ်လို့ဆက်ဆံရေးပြတ်တောက်သွားတာမျိုးလည်းဖြစ်တတ်ပါတယ်။ရင်းနှီးညှောင်းနှံထားတဲ့အရာတွေအကျွေးကိစ္စတွေအမွေကိစ္စတွေနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေရှိနေဒီအချိန်မှာရှင်းလင်းတဲ့လမ်းကြောင်းတွေပေါ်လာတတ်ပြီးတော့အပြောင်းအလဲဖြစ်တတ်ပါတယ် ဖရဂိုရီအတွက်ဒီဆိုလိုက်ကလစ်ကအခက်ခဲတွေကိုကြော်လွားရပြီးမှလူသစ်စိတ်သစ်ကိုပြောင်းလဲသွားမယ့်အခြေအနေဖြစ်နေရကြောင်းဒီယုံကြည်မှုထားပြီးတော့ကိုယ့်ရဲ့ကြောက်ရွံ့မှုတွေဖိအားရုံရင်ဆိုင်ရမှာဖြစ်ပါတယ်။ Liberal or liberalizing liberal အတွက်ကတော့ဒီ eclipse ကကိုယ့်ရဲ့ relationship တွေအဆက်အသွယ်တွေမှာကိုနဲ့ပို့ပြီးတော့ကိုင်ညီနိုင်မယ့်ပုံစံမျိုးရအောင်ပြောင်းလဲဖို့အတွက်တွန်းအားပေးနိုင်ပါတယ်။တချို့ဆက်ဆံရေးပြီးဆုံးသွားနိုင်ပြီးတော့ဒီ relationship အသက်တွေတိစောက်ဖြစ်နိုင်ပါတယ်။လက်ရှိ relationship တွေမှာလည်းပုံစံအပြောင်းလဲဖြစ်ပြီးတော့ပို့ပြီးလေးနဲ့တဲ့ဆက်ဆံရေးပုံစံမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်။ business partnership အပိုင်းမှာလည်းအခွင့်အလမ်းအသစ်တွေလမ်းကြောင်းအသစ်တွေညင်ရတတ်တယ်လို့အရင်လက်တွဲလုပ်နေကြသူတွေနဲ့လက်တွဲဖြုတ်လိုက်တာမျိုးတွေလည်းကြုံရတတ်ပါတယ်။ဒီ eclipse မှာအပြင်ပိုင်းပြောင်းလဲမှုတွေမကြုံတွေ့ရရင်တောင်မှတခြားသူတွေနဲ့ဒီ relationship တွေမှာကိုယ့်ဘက်ကတည်ရှိနေတဲ့ပုံစံအနေထားကိုဆင်ခြင်နိုင်မှုအချိန်ဖြစ်လာတတ်ပါတယ်။ကိုယ့်ဘက်ကပေးဆက်မှုများနေသလားရယူမှုများနေသလားဆိုတာမျိုးတွေကိုစဉ်းစားပြီးတော့ညီညာတဲ့ဆက်ဆံရေးတွေအဖြစ်ပြောင်းလဲတည်ဆောက်ရမှာဖြစ်ပါတယ်။ Libra ရဲ့အတွက်ဒီ solar eclipse ကကိုယ့်ရဲ့ဒီ relationship pattern တွေမှာလေးလံပြီးတော့အတိတ်ပဲရှိတဲ့ဆက်ဆံရေးတွေအဖြစ်ပြောင်းလဲ တည်ဆောက်နိုင်မှုအခွင့်အရေးတွေရှိလာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အပြောင်းအလဲတွေကိုလက်ခံပြီးရှေ့ဆက်ရမှာဖြစ်ပါတယ်။ Scorpio or Scorpio Rising Scorpio ရဲ့အတွက်ဒီ eclipse ကကိုယ့်ရဲ့ဒီတကူရဲ့ကျမ်းမာရေးအလौတာဝင်နေတဲ့ဒီ lifestyle တွေကိုစီမံတဲ့ပုံစံတွေမှာ reset ချပြီးတော့အစ်စ်ပုံစံစတင်ရမယ့်အချိန်မျိုးဖြစ်ပါတယ်။ ကိုယ့်ရဲ့တကွေကျမ်းမာရေးအတွက်ဦးစားပေးဖို့လိုအပ်တဲ့ဒီ lifestyle အပြောင်းလဲပြုလုပ်ပြီးတော့ကောင်းမွန်တဲ့အလေးချင်းတွေကိုမွေးမြူမှသာရည်ရှိအောင်မြင်မှုအတွက်ကြိုးစားနိုင်မှာဖြစ်ပါတယ်။ဒီလိုမျိုးအပြောင်းလဲမျိုးကကိုယ့်အတွက်တသက်တသက်ဖြစ်မှာတော့မဟုတ်ပေမဲ့အနာဂတ်အတွက်ကောင်းကျိုးဖြစ်မယ်ဆိုရင်တော့ဖြည်းဖြည်းချင်းစီတည်ဆောက်ယူပါမှာဖြစ်ပါတယ်။ကိုတာဝန်ယူပြီးမြောက်အောင်လုပ်ရမယ့်အရာမျိုးတွေကနေလဲရှောင်ပေါ်မှုမကြိုးစားဘဲနဲ့ဖြည့်ရှင်းမှုလုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒီအချိန်မှာဒီလှုပ်တင်လှုပ်ထိုက်တာတွေကိုမလုပ်ဘူးဆိုရင်အနာဂတ်မှာနောင်လာရတာမျိုးအဆင်မပြေဖြစ်တာမျိုးတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့တေချာအစီအစဉ်ချမှတ်ပြီးတော့ပြုပြင်ပြောင်းလဲ ပါဒါပေမဲ့လက်ရှိမှာကိုတက်နိုင်တဲ့ပမာဏကနေစတင်တင်ပြီးတော့တစ်ချိန်တည်းအကုန်ပြီးမြအောင်လုပ်တာမျိုးတွေကတော့မလုပ်တင်ပါဘူး Scorpio တွေအတွက်ဒီ Solar Eclipse ကကိုအတွက်အကျိုးရှိမဲ့အမှုကျင့်ကောင်းတွေမွေးမြူနိုင်မှုတာဝန်ယူထားတာတွေကိုစီမံနိုင်မှုအကိုရဲ့ lifestyle ကိုပေါ့နော်ပုံစံပြောင်းလဲဖို့အတွက်တွန်းအားပေးမှာဖြစ်ပါတယ်ဆာဆာဂျီတီရစ်ရဲ့အတွက်ကတော့ဒီ eclipse ကကိုယ်အတွက်စစ်မှန်တဲ့ပျော်ရွှင်မှုအချက်မိတ်ဆွေအတိုင်းဝိုင်းပေါ့နော်စတာတွေကိုပြန်လည်ရှာဖွေဖို့အတွက်အခြေအနေရှိလာတတ်ပါတယ် ကိုယ်အတွက်စိတ်လှုပ်ရှားမှုပေးနိုင်တဲ့အရာတွေပျော်ရွှင်မှုပေးနိုင်တဲ့အရာတွေကိုဖန်တီးဖို့အတွက်ကိုယ့်ကိုယ်ကိုတန်တရားဖြစ်နေရတာကိုဖယ်ရှားဖို့အချိန်ဖြစ်ပါတယ်။ဒီအချိန်မှာကိုယ့်အတွက်ပျော်ရွှင်မှုပေးနိုင်မယ့်ဝါသနာပါရတွေကိုစတင်လှုပ်ဆောင်သင်ပြီးတော့ကိုယ့်ရဲ့ creative skills တွေကိုပြန်လည်ဖော်ထုတ်ရမှာဖြစ်ပါတယ်။လက်ရှိအခြေအနေတွေမှာလည်းကိုယ်နဲ့ life ဖက်မှုရှိရဆိုရင်တော့ခိုင်မာတဲ့ relationship တွေအဖြစ်ပြောင်းလဲသွားနိုင်တယ်လို့ဒီ toxic ဖြစ်နေရဆိုရင်တော့ပြီးဆုံးသွားနိုင်ပါတယ်။ဒီ clips မှာကိုယ့်ရဲ့အတွေ့အခေါ်တွေယုံကြည်မှုတွေကိုလူများကြားထဲမှာရေရေဝန်းဝန်းထုတ်ဖော်ပြောဆိုနိုင်မှုအတွက်အခွင့်အလမ်းတွေရတတ်ပါတယ်။အဲဒါကြောင့်မလို့ကိုယ့်ရဲ့ဖန်တီး ီးနိုင်မှုစွမ်းရည်တွေကိုထုတ်ပြနိုင်မဲ့ဒီ project တစ်ခုကိုစတင်မှုစ조사တင်ပါတယ်။ Sagittarius တွေအတွက်ဒီ solar eclipse ကကိုယ်မှန်တကယ်ဖြစ်ရှင်တဲ့ဆန္ဒတွေဝါသနာတွေကိုအချိန်ပေးဖို့တွန်းအားပေးနိုင်ပြီးတော့ကိုယ့်ရဲ့စိတ်မှန်တဲ့ပျော်ရွှင်မှုတွေကိုပြန်လည်ရှာဖွေဖို့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ဒီ Capricorn ရဲ့အတွက်ကတော့ဒီ eclipse က ကိုယ့်ရဲ့အိမ်မိသားစုဆက်ဆံရေးနောက်နေရာထိုင်ခင်စိတ်လုံခြုံမှုအဖြစ်သတ်မှတ်ထားတဲ့ပုံစံစတာတွေမှာအပြောင်းအလဲဖြစ်တာမျိုးဒါမှမဟုတ်ဒီအသစ်ပတ်တန်တွေစတင်တာမျိုးရှိလာတတ်ပါတယ်။ဒီအချိန်မှာကိုယ်လက်ရှိနေထိုင်နေတဲ့ပတ်ဝန်းကျင်နေရာကနေပြီးပြောင်းချင်တာမျိုးဒါမှမဟုတ်အနေထားတွေပြုပြင်ချင်တာမျိုးတွေဖြစ်တတ်တယ်။ကိုယ့်ရဲ့မိသားစုဒါမှမဟုတ်ဒီရင်းနှီးတဲ့သူတွေကြားမှာတင်းမာမှုတွေရှိနေခဲ့မယ်ဆိုရင်ဒီအချိန်မှာတေချာစကားပြောပြီးဖြေရှင်းရမှုဖြစ်လာတတ်ပါတယ်။တချို့တွေမှာဒီလက်ရှိမိသားစုမှာတာဝန်ယူထားတဲ့နေရာအပြောင်းအလဲဖြစ်တာမျိုးတွေလည်းရှိတတ်တယ်။ဒီ eclipse မှာစိတ်ပိုင်း ဆိုင်ရာကြံ့ခိုင်မှုအတွက်မလိုအပ်တဲ့စိတ်ထဲကအမှိုက်တွေကိုရှင်းထုတ်ပြပြီးတော့ကိုယ့်အတွက်လုံခြုံပြီးအထောက်ပံ့ဖြစ်နိုင်မယ့်ဒီခိုင်မာတဲ့ foundation မျိုးတည်ဆောက်ရမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့လိုအပ်ရင်ဒီလူမြင်ကွင်းရှေ့ကနေခဏတာနောက်ဆုတ်ပြီးတော့ကိုယ့်ရဲ့ကိုယ်စိတ်နှစ်ပါးကြံ့ခိုင်မှုအတွက်လှုပ်ဆောင်သင့်ပါတယ်။ဒီ Capricorn ရဲ့အတွက်ဒီ Solar Eclipse ကကိုယ့်အတွက်အမှန်တကယ်စိတ်လုံခြုံမှုပေးတဲ့အရာတွေကိုရှာဖွေပြီးတော့ဒီပြည့်စုံတဲ့ဘဝကိုတည်ဆောက်ဖို့အတွက်တွန်းအားပေးမှာဖြစ်ပါတယ်။ Aquarius တွေအတွက်ကတော့ဒီ eclipse ကဒီ daily life မှာလုံဆောင်နေကြအရာတွေပတ်ဝန်းကျင်မှာထိတွေ့ဆက်ဆံလေးရှိရတဲ့သူတွေနောက်ဒီပြောဆိုဆက်ဆံရေးပုံစံဒီတည်ရင်အချက်အလက်တွေကိုအသုံးချတဲ့ပုံစံစားတဲ့နေရာမျိုးတွေမှာပုံစံအစ်စ်တွေကိုပြောင်းလဲဖို့အတွက်အချိန်ဖြစ်တတ်ပါတယ်။ဒီအချိန်ကကိုယ့်ရဲ့အတွေးအမြင်တွေကိုဖော်ထုတ်ပြီးတော့ဒီ idea အစ်စ်တွေလက်ခံရရဖို့အချိန်ဖြစ်ပါတယ်။အဲဒါကြောင့်မလို့ပညာရဲ့အစ်စ်တွေကိုလေ့လာသင်ယူရနိုင်ပြီးတော့ကိုယ့်ရဲ့ပြောဆိုဆက်ဆံရေးပုံစံတွေအစ်စ်ဖြစ်သွားတာမျိုးတွေရှိတတ်တယ်။ကိုယ့်ရဲ့ညီကိုမောင်နှမအိမ်နီးနားချင်းဒါမှမဟုတ်ဒီနေ့စဉ်ထိတွေ့ဆက်ဆံလေးရှိရတဲ့သူတွေနဲ့ဆက်ဆံရေး တွေမှာလည်းအပြောင်းလဲဖြစ်တာမျိုးရှိတတ်ပါတယ်။ဒီ eclipse မှာကိုမြင်နေကြပုံစံကွက်လုံးနေကြလမ်းကြောင်းနေရာနဲ့ခွဲထွက်ပြီးတော့အမြင်အသိနဲ့မြင်နိုင်ဖို့ကိုစဉ်းစားနေကြပုံစံမျိုးပြောင်းလဲရမှာဖြစ်ပါတယ်။ Aquarius တဲ့အတွက်ဒီ solar eclipse ကကိုယ့်ရဲ့တွေးခေါ်မှုပုံစံထုတ်ဖော်ပြောဆိုတဲ့ပုံစံမျိုးတွေမှာလမ်းကြောင်းအသစ်တွေကိုလေ့လာဖို့တွန်းအားပေးနိုင်ပြီးတော့ကိုယ့်အတွက်ဒီမိတ်ဆွေရဲ့ဝန်အသစ်တွေတည်ဆောက်နိုင်မှုအခွင့်အလမ်းတွေရတတ်ပါတယ်။ Pisces တွေအတွက်ကတော့ဒီ eclipse ကကိုယ်ထောက်ပံ့ပေးနေတဲ့အခြေခံလိုအပ်တဲ့အရာတွေဒီငွေကြေးပိုင်ဆိုင်မှုတွေစရိုင်းနဲ့ပတ်သက်ပြီးတော့ပြန်လည်သုံးသပ်ဖို့အချိန်ဖြစ်ပါတယ်။အဲ့ဒါတွေကဒီကိုယ့်ရဲ့ဝင်ငွေထွက်ငွေစီမံခန့်ခွဲမှုတွေပါဝင်တတ်ပြီးတော့အဒီကိုယ်အမှန်တကယ်တန်ဖိုးထားတဲ့အရာတွေလည်းပါဝင်ပါတယ်။ လက်ရှိကိုပိုင်ဆိုင်ထားတဲ့ငွေကြေးအနေအထားမှာအပြောင်းအလဲဖြစ်နိုင်သလိုဒီဦးစားပေးရမယ့်အကြောင်းအရာမျိုးတွေလည်းပေါ်လာတတ်ပါတယ်။ဒီ Eclipse မှာကိုတံမိုးထားတဲ့အရာတွေကိုပြန်လည်ရှာဖွေဖို့စတင်လုပ်ဆောင်ရမယ့်အချိန်ဖြစ်လာနိုင်ပြီးတော့ဒီရေရှည်ရည်မှန်းချက်တွေအတွက်မလိုအပ်တဲ့အရာတွေကိုဆွလွတ်ဖို့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာဒီအနာဂတ်ဒီ financial goals တွေအတွက်လိုအပ်တဲ့ယင်းနှညွန်းနယ်မှုတွေစတင်လှုပ်ဆောင်မှုစဉ်းစားတင်ပါတယ်။အဲ့ဒါတွေကဒီပစ္စည်းတွေအပေါ်မှာဒီယင်းနှညွန်းနယ်တာမျိုးတွေမဟုတ်ဘဲနဲ့ကိုယ့်အတွက်အထောက်ပံ့ဖြစ်စေမယ့်ပညာရေးကျန်းမာရေးပေါ့နော်စသည်ဖြင့်ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ ဖိုင်းစည်းတွေအတွက်ဒီ solar eclipse ကကိုတံမိုးထားတဲ့အရာတွေနဲ့အနာဂတ်မှာဒီပြည့်စုံလုံလောက်မှုရှိစေမယ့်အခြေအနေငွေကြေးပိုင်ဆိုင်မှုစတာတွေကိုပြန်လည်တံမိုးသတ်မှတ်ဖို့အတွက်တွန်းအားပေးမှာဖြစ်ပြီးရုံချင်မှုရှိရှိနဲ့ပြင်ဆင်ဖို့အချိန်ဖြစ်ပါတယ်။